မင်္ဂလာပါရှင်အလဲပဲရုပ်သင်ရဲ့မေလ10ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်စတင်ပါတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းနဲ့ထိုင်းဘတ်သန်း200ရောင်းချပေးမယ်ဆိုတဲ့သတင်း2025-2026ဘဏ္ဍာနှစ်အပိလာအတွင်ပြည်ပသို့ဆန်တဲ့စကွဲတန်ချိန်တိတရမ၄နှစ်သိန်းကျော်တင်ပို့ခဲ့တဲ့တဲ့ ဂါဇာကမ်းမြောက်မှာဟာမတ်စ်ကိုတိုက်ခိုက်ခဲ့တဲ့ပုံစံအတိုင်းအီရန်ကိုတိုက်ခိုက်မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးကထိန်းချောက်တဲ့တဲ့။ရကိုရီးယားကအမျိုးသားစုံလင်းတဲ့တာတိုပြစ်ပဲထိဒုံးကြီးများကိုပြစ်ခတ်တဲ့တဲ့။ယူရိုပါလိပိုလူပွဲသို့အင်္ဂလန်ကလပ် Man United နဲ့ Spurs တို့တက်ရောက်ခဲ့ပြီးပြိုင်ပွဲသမိုင်းမှာတတိယမြောက် All English Final ဖြစ်မှတ်တမ်းဝင်နေတဲ့တဲ့။အစားရှိတဲ့တဲ့များကိုတင်ဆက်ပေးတော့မှာပါ။ ။ဥဆောင်တဲ့တဲ့ပုံအနေနဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းနဲ့ထိုင်းဘတ်တန်200ရောင်းချပေးမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းနဲ့ထိုင်းဘတ်တန်200ရောင်းချပေးမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ38သန်းထပ်မံရောင်းချပေးခဲ့တာကြောင့်ဧပြီလတွင်73စီလုပ်ငန်းရှင်များအားဒေါ်လာ148သန်းထုတ်ရောင်းခဲ့ခြင်းဖြစ်ပါတယ်။ဗဟိုဘဏ် နိုင်ငံသားငွေကြေးဈေးကွက်တွင်စက်သုံးစီးနှင့်အခြားကုန်စည်များတင်သွင်းတဲ့လုပ်ငန်းရှင်များအတွက် CMB လုပ်ငန်းများသို့ဝင်ရောက်တဲ့နိုင်ငံသားငွေမှတရက်လျင်ပြည်မြဒေါ်လာ1.3တန်းခန့်နေ့စဉ်ရောင်းချပြလျက်ရှိပါသည်2025ခုနှစ်အေပီလအတွင်းရောင်းချမှုအနည်းငယ်အေပီလ3ရက်ကဘတ်1.35တန်းကျော် ၄ရက်ကရွှေ9သိန်း၊9ရက်နေ့က73စီလုပ်ငန်းရှင်များအားဒေါ်လာတန်30စီ၊နိုင်ငံခြားငွေကြေးဈေးကွက်အတွင်ဒေါ်လာတန်40ဘတ်6တန်၊ဆက်ရက်တွင်ဒေါ်လာ1.89တန်ကျော်၁၆ရက်နေ့မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ55တန်၊22ရက်နေ့မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ25တန်၊နိုင်ငံခြားငွေကြေးဈေးကွက်အတွင်ဒေါ်လာ3.19တန်ကျော်နဲ့ဘတ်3တန်ကျော်၂၈ရက်နေ့မှာဘတ်5တန်ကျော်၂၉ရက်နေ့မှာဘတ်6.4တန်ကျော်30ရက်နေ့မှာ73စီလုပ်ငန်း ှင်များအားဒေါ်လာ38သန်းထုတ်ရောင်းခဲ့ပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့2025-2026ဘန်နာနှင့် AP လာအတွင်းပြပသို့ Sunday Square တန်ချိန်တိတရမ၄နှစ်သိန်းကျော်တင်ပို့ခဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။2025-2026ဘန်နာနှင့် AP လာအတွင်းပြပသို့ Sunday Square တန်ချိန်တိတရမ၄နှစ်သိန်းကျော်တင်ပို့ခဲ့ပြီးပင်လယ်ရေကြောင်းကိုယ်သိမှုမှသာတင်ပို့နိုင်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံဆက်စပ်သိန်းချုပ်မှသိရပါသည်။ 2024-2025ဘဏ္ဍာနှစ်အတွင်းပြည်ပသို့စံနှင့်စကွဲတန်ချိန်မြင့်သမ48တန်းကျော်တင်မိုးခဲ့ပြီးအော်တိုဘာလအတွင်းတန်ချိန်4.23တန်းကျော်ဖြင့်အများဆုံးတင်မိုးထားကြောင်းမြန်မာနိုင်ငံစစ်စဘာတင်ကျုံမှသိရပါသည်2025ခုနှစ်မတ်လအတွင်းပြည်ပသို့စံနှင့်စကွဲတန်ချိန်1.13တန်းကျော်တင်မိုးခဲ့ပြီးပြည်လည်ရေကြောင်းမှတန်ချိန်3တန်းကျော်တင်မိုးခဲ့ခြင်းဖြစ်ပြီးနေဆက်မှတန်ချိန်900တင်မိုးခဲ့ပါသည် 2025ခုနှစ်ဖေဖော်ဝါရီလအတွင်းပြည်ပသို့စံနယ်စခွဲတင်ပို့မှုအနေနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတန်ချိန်3,2452တရမ6တန်တင်ပို့ခဲ့ပြီးနေဆက်မှစံတင်ပို့မှုမရှိခဲ့ပါဘူး2025ခုနှစ်ဇန်နဝါရီလအတွင်းပြည်ပသို့စံနယ်စခွဲတင်ပို့မှုအနေနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတန်ချိန်3,3 6,598တရမ5တန်တင်ပို့ခဲ့ပြီးနေဆက်မှစံတင်ပို့ခဲ့ခြင်းမရှိခဲ့ပါဘူး 2024ခုနှစ်ဒီဇင်ဘာလအတွင်းပြည်ပသို့စံနှင့်စွဲတင်ပို့မှုအနေနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာတန်ချိန်3,3,3,4,460တရမ26တန်တင်ပို့ခဲ့ပြီးနေဆက်မှစက်တင်ပို့မှုမရှိခဲ့ပါဘူး။နိုင်ငံလိုက်စံတင်ပို့မှုအနေနဲ့အင်ဒိုနီးရှားသို့စံတန်ချိန်3,8450၊ကျွန်းနိုင်ငံသို့3,8913တန် ကိုတိုင်ဖရီတို3940တန်ဖိလစ်ပိုင်တို့9993တန်နဲ့ပိုလန်တို့9116တန်တင်မိုးခဲ့ပါတယ်။စကွဲတင်မိုးမှုအနည်းနဲ့စနီကောတို့9258တန်လော်ဂျီယန်တို့2650တန်ဂျီယိုနိုင်ငံတို့1583တန်ကိုတိုင်ဖရီတို့1000တန်နဲ့ယူနိုက်တက်ကင်တန်တို့တန်ချိန်4900တင်မိုးခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းပြည်ပတို့ဆန်နေစကွဲစုစုပေါင်း 3,3,3,4,490တရမနှိချုပ်တန်တင်မှုခဲ့ခြင်းဖြစ်ပါသည်။ဆလပီဂါဇာကမ်းမြောက်တွင်ဟာမတ်စ်ကိုတိုက်ခိုက်ခဲ့တဲ့ပုံစံအတိုင်းအီရန်ကိုတိုက်ခိုက်မယ်လို့အစ္စရေးကကွယ်ရေးဝန်ကြီးကချိန်ချုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးကဂါဇာကမ်းမြောက်တွင်ဟာမတ်စ်ကိုတိုက်ခိုက်တဲ့အတိုင်းအီရန်ကိုတိုက်ခိုက်မယ်လို့အစ္စရေးကကွယ်ရေးဝန်ကြီးအစ္စရေးကက်ရှ်ကမေလ10ရက်နေ့မှာသတိပေးခဲ့ပါတယ် အီရန်ကျွန်းနောက်ခံပြို့ဟူဒီတပုံတို့ကအစ္စရေးရှိဘင်ကူရင်လေးစိတ်ကိုဒုံးကျည်ဖြင့်တိုက်ခတ်ခဲ့ပြီးတဲ့နောက်ရပိုင်းတွင်အစ္စရေးကာကွယ်ရေးဝန်ကြီးကအီရန်ကိုထပ်ပါတိုင်းချင်းချောက်လိုက်ခြင်းဖြစ်ပါသည်လောက်ဝေကန်စနစ်ကျေတုံးတာဟာအဆုံးသက်သွားပါပြီ။မကောင်းတဲ့နိုင်ငံတွေနဲ့အစုဖွဲ့ထားတဲ့မိစာအင်အားစုဟာပြိုလဲသွားပြီဆိုတာကိုဟူဒီအဖွဲ့ကိုလက်နက်ငွေကြေးထောက်ပံ့နေပြီးအတုံးချနေတဲ့အီရန်ခေါင်းဆောင်တွေကိုကျွန်တော်သတိပေးပါတယ်လို့ကက်ရှ်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ခင်ဗျားတို့ဟာတရိပ်တောင်းဝင်ရှိနေပါတယ်။ ဘေရွတ်မှာဟစ်ဘိုလာကိုကျွန်တော်တို့လုခဲ့တာဂါဇာမှာဟားမတ်ကို ကျွန်တော်တို့လုခဲ့တာအာဆတ်ကိုဒမတ်စကတ်မှာကျွန်တော်တို့လုခဲ့တာတို့လို့တီဟီရန်မှာလည်းခမရုပ်ကိုကျွန်တော်တို့ကလုလို့ရပါတယ်လို့၎င်းက ပြောကြားခဲ့ပါတယ်ဟစ်ဘိုလာဟားမတ်ရဲ့အတူရှီမင်ရဲ့ဟူဒီတပုံတို့ဟာအစ္စရေးနဲ့အစ္စရေးဗဟာမိတ်အမေရိကန်တို့ကိုဆက်ကျင်တဲ့တွလိုင်းအင်အားစုများဖြစ်ပါတယ်ဟစ်ဘိုလာကဟားမတ်ကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့အစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက် 2023ခုနှစ်အောက်တိုဘာလထဲမှာတိုက်ခိုက်မှုများကိုစတင်ခဲ့ပါသည်။နိုဝင်ဘာတွင်ပြစ်ခတ်ရစဲခဲ့ခြင်းနဲ့အတူအဆုံးသတ်ခဲ့တဲ့တနေ့ကြာစစ်ပွဲမှာအစ္စရေးစစ်တပ်ကဟစ်စပိုလာကိုချိန်မုံခဲ့ပါသည်။အောက်တိုဘာလ9ရက်နေ့မှာဟာမတ်စ်ကအစ္စရေးကိုဝေရောက်တိုက်ခိုက်ခဲ့တာကြောင့်ဖြစ်ပွားခဲ့တဲ့ဂါဇာစစ်ပွဲအတွင်းအစ္စရေးစစ်တပ်ကဟာမတ်စ်ခေါင်းဆောင်များကိုလည်းအပြတ်ရှင်းခဲ့ပါသည်။ဟူဒီကမေလ၄ရက်နေ့မှာ တယ်အဖစ်မျိုးအနီးမှာရှိတဲ့အစ္စရေးရဲ့အဓိကလေဆိပ်ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုလေဆိပ်ကိုတိုက်ခိုက်ခဲ့ခြင်းဟာဂါဇာရှိပါလက်စတိုင်းပြည်သူများကိုထောက်ခံတဲ့အနေနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဟူဒီတပုံတို့ကပြောကြားခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုအတွင်ဟူဒီကိုပံ့ပိုးကူညီခဲ့တယ်ဆိုတာကိုအီရန်ကပေးချခဲ့ပါတယ်။အီရန်ကျွန်တော်နောက်ခံပေးထားတဲ့ဟူဒီတပုံတို့ကအစ္စရေးရဲ့အဓိကလေဆိပ်ကိုဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ပြီးတဲ့နောက်တရက်ကြာမေလ9ရက်နေ့မှာအစ္စရေးကယီမင်ကိုတိုက်ခိုက်ခဲ့ပါတယ်။၄ကြောင်တိုက်ခိုက်မှု6ကြိမ်ကယီမင်အနောက်ဘက်ကန်ယူရန်ဘော်က ဖိုဒီရာစစ်ကမ်းကိုထိမှန်ခဲ့တယ်လို့ဟူဒီဖွင့်ထားတယ်။အမစီယာရုတ်တံကသတင်းဖော်ပြခဲ့ပါတယ်။ဖိုဒီရာပြည်နယ်ရှိဘာဂျီခိုင်ဟာလေတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။၎င်းတိုက်ခိုက်မှုများကိုကြွကြော်သူအမေရိကန်အစ္စရေးတို့ကလုံဆောင်ခြင်းဖြစ်တယ်လို့ဟူဒီကပြောပါတယ်။ဆက်ပြီးမြောက်ကိုရီးယားကအမျိုးအစားစွန့်လင်းတဲ့တာတိုပစ်ပဲထိန်ဒေါကြီးများကိုပြစ်ခတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားဟာအမျိုးအစားစွန့်လင်းတဲ့တာတိုပစ်ပဲထိန်ဒေါကြီးများကိုမေလ10ရက်ကပြစ်ခတ်ခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။ နောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ဟာနောက်ဆုံးပေါ်ဖြတ်သိမ်းမှုအတွက်လန်ဒန်စနစ်အစ်တစ်ခုကိုစမ်းသပ်ခဲ့ပြီးတဲ့နောက်သတင်းတပတ်ခန့်အကြာတွင်ယခုခေတ်သို့တာတိုပြည်ဒေါကြီးများကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။တောင်ကိုရီးယားစစ်တပ်ဟာအမျိုးအစားဆိုလိုတဲ့တာတိုပြည်ပဲထိန်ဒေါကြီးများကိုထောင်လန်းတွေ့ရှိခဲ့ကြောင်းတောင်ကိုရီးယားပူတွဲစစ်ဦးစီးချုပ်များအဖွဲ့ GCS ကပြောကြားခဲ့ပါတယ်။အဲဒီဒေါကြီးတွေကိုမေလ9ရက်နေ့ဒေတာစံတော်ချိန်ည7:00မိနစ်မှမေလ10ရက်နေ့မနက်10:00မိနစ်ကြား နောက်ကိုရီးယားရဲ့ဝန်ဆန်ဒေသမှအရှိပင်လယ်အတွင်းသို့ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း JCF ကဂျပန်ပင်လယ်လို့လူသိများတဲ့အရှိပင်လယ်ကိုညွှန်းပြောဆိုခဲ့ပါတယ်။အဲဒီတုံးကြီးတွေဟာကိုရီးယားကျွန်းဆွယ်အရှိဘက်ရေပြင်များအတွင်းသို့မကြောက်ရောက်မီကီလိုမီတာ800အကွာဝေးထိပြန်တန်းခဲ့ကြောင်းအဲ့လို ငင်းကြဲရင်းနဲ့ဒီမြင်ရေးအတွက်ခြေခဲ့တဲ့ရန်လိုတဲ့လုံရဲအတွက်မြောက်ကိုရီးယားကိုပြင်းထန်စွာရှုံချကြောင်း JCS ကထုတ်ပြန်ခဲ့ပါတယ်။ပူပေါင်းကာကွယ်ရေးအနေထားအောက်မှာမြောက်ကိုရီးယားရဲ့လွဲမှားတဲ့ထင်မြင်ယူဆချက်များကိုတားဆီးရန်မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုများကိုအနီးကပ်စောင့်ကြည့်နေရလို့လည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ရခုတုံးကြီးများပြစ်လို့မှုဟာကင်ကစစ်တင်မော့အစ်တစင်းရဲ့လက်နက်စနစ်ကိုစမ်းသပ်မှုအားကြီးကြပ်ခဲ့ပြီးတဲ့နောက်သတင်းတပတ်ခန့်အကြမှာပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူရိုပါလိပိုလူပွဲသို့အင်္ဂလန်ကလပ် မန်ယူနိုက်တက်နဲ့စပါးတို့တက်ရောက်ခဲ့ပြီးပြိုင်ပွဲသမိုင်းမှာတတိယမြောက်